မိဘကိုငွေကြေးသာထောက်ပံ့မှုပြုပြီးကိုယ်တိုင်ကိုယ်ကျမပြုစုဘူးဆိုရင်ကောကျေးဇူးဆရာရောက်ပါသလားရသော်ဘုရားကကျေးဇူးဆရာရောက်မရောက်ဆိုတာနဲ့ပတ်သက်ပြီးမိဘကကိုယ်ကိုကျေးဇူးပြုတာသုံးချက်ရှိတယ်သာသမီတွေပေါ်မှာမိဘကျေးဇူးပြုတာအပါဒကသာသမီကိုဆောင်လျှောက်ခဲ့တယ်ဆောင်းလျှောက်တယ်ဆိုတာလူလမ်းမြောက်လာသည်ထီအောင်ဆောင်းလျှောက်ပြီ။နှမို့အပိုက်ပုံးနဲ့ထည့်လိုက်ရင်ဘယ်လိုလုပ်။အပိုက်ပုံးနဲ့ထည့်လိုက်ရင်ဆောင်းလျှောက်တာမဟုတ်တော့ဘူးလေ ဲ့တော့မိဘကသာသမီကိုဆောင်းရှောက်ခဲ့တယ်။ကြွေးခဲ့တယ်။နောက်တစ်ခုကတော့အိမတ်တလောကတာဓာတိတာတော့ဒီလောကကြီးကိုလာခွင့်ပြုတယ်။အခုခေတ်ကလာခွင့်မပြုဘူးလေ။တချို့ဟာလာခွင့်မပြုဘူးမလာခဲနဲ့ဆိုပြီးတော့လှုပ်တာတွေရှိတယ်။အဲ့တော့မိဘကသာသမီပေါ်မှာခြေဆုရှိတာအရေးကြီးဆုံးကဘာတော့ဆိုရင်လာခွင့်ပြုတာဒီပင်လင်းဂျေဆုပဲကိုကိုလူလောကရဲကိုကမိဖကိုအမိပြုပြီးမှလူလောကရဲရောက်နိုင်တာကို အဲ့တော့လူလောကရဲ့လာခွင့်ပြုလိုက်တာကမိဘရဲ့ခြေဆုပဲအဲ့ဒီမိဘရဲ့ခြေဆုကိုကိုကပြန်ဆတ်လို့ရတာမိဘကကိုကြွေးခဲ့လို့ကိုပြန်ကြွေးတယ်မိဘကကိုဆောင်းဆောင်ခဲ့လို့ဆောင်းဆောင်တယ်အဲ့ဓာရီအတွက်ကခြေဆုခြေနိုင်တော့လေလူလောကကြီးကိုလာခွင့်ပြုတဲ့ခြေဆုကတော့ဘယ်လိုဆတ်လို့မရအောင်အဲ့တော့ခြေအောင်ခြေဆုဆတ်တဲ့နေ့ကတော့ဘာလို့ဆိုရင်ဓမ္မနဲ့ခြေဆုဆိုင်ခြေတယ်ဓမ္မနဲ့ခြေဆုဆတ်တယ်ဆိုတာ တရားတရားမရှိသေးတဲ့မိဘတရားတရားရှိအောင်နော်အလှူတန်းမလှူတတ်တဲ့မိဘလှူအောင်သီလမရှိသေးတဲ့မိဘသီလရှိအောင်ပညာမရှိသေးတဲ့မိဘပညာရှိအောင်ကောင်းတဲ့ဘက်ကိုပို့ဆောင်ပေးတဲ့နည်းနဲ့ဆိုလို့ရှိရင်တော့ခြေစူးကြည်တယ်လို့ပြဆောပြားဒီလိုဟောတာတယ်နော်